မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့ဒဇမာလတရက်နေ့ကမ္ဘာတဝန်းမှာရှိတဲ့နိုင်ငံတကာသတင်းများကိုတင်ပြပေးလို့တာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းကတော့မက္ကဆီကိုနိုင်ငံမှာလက်နက်ကင်တိုက်ခိုက်မှု6ဦးထပ်မံနေသေဆုံးနေဆိုတဲ့သတင်းဂျပန်နိုင်ငံမှာတုတ်ခွေးရောက်ခံမှုမြင့်တက်နေပြီးကလေးတငယ်များမှာအများဆုံးဖြစ်ပွားနေတယ်ဆိုတဲ့သတင်းသမရအောင်ဂျိုးပိုင်နဲ့လက်ထက်ခွင့်ပြုခဲ့တဲ့နိုင်ငံရေးခွန်လုံငွေရရှိသူအလုံးကိုပြန်လည်သုံးသပ်ရန်အမေရိကန်သမ္မတပြောတယ်ဆိုတဲ့သတင်း ကယ်လီဖိုးနီးယားမှာဆယ်ကျော်တက်သူမိမိကိုမိမိတက်သိမှုအတွက်ချက် GPT မှာတာဝန်ရှိကြောင်းဆွဆဲချက်များကို Open AI ကညှင်းဆိုတယ်ဆိုတဲ့သတင်း ABS ကဘာလုံးဆိုင်ရာ software စင်မြင့်တင်ရန်ညွှန်ကြားထားပြီးဖလပိုင်နိုင်ငံနဲ့လင်းရီခီးစဉ်82ခုကိုပယ်ဖြတ်တယ်ဆိုတဲ့သတင်းတိရီလင်္ကာမှာရေပေးကြောင်းအရေးပေါ်အခြေအနေထုတ်ပြန်တယ်ဆိုတဲ့သတင်းတို့ဖြစ်ပါတယ်ပထမဆုံးတင်ပြပြလိုတဲ့သတင်းကတော့မက္ကဆီကိုနိုင်ငံမှာလက်နက်ကင်တိုက်ခတ်မှု6ဦးထက်မနည်းသေဆုံးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မက္ကဆီကိုနိုင်ငံလေပိုင်း ဟိုင်ဒယ်ဂိုပြည်နယ်တူလာမြို့ရှိကလပ်တစ်ခုမှာနိုဝင်ဘာလ29ရက်နေ့အစောပိုင်းမှာတိုက်ခိုက်မှုတစ်ခုဖြစ်ပွားသဖြင့်လူ6ဦးထပ်မံသေဆုံးပြီး9ဦးဒဏ်ရာရှိကြောင်းဒေသခံမီဒီယာတွေကထုတ်ပြန်ပါတယ်။မက္ကဆီကိုနိုင်ငံမှာတနက်သမားများကကလပ်တစ်ခုကိုဝင်ရောက်ပစ်ခတ်သောကြောင့်အခင်းဖြစ်ပွားရာနေရာမှာ၄ဦးသေဆုံးပြီး2ဦးမှာအနီးနားရှိဆေးရုံမှာသေဆုံးသွားတယ်လို့မက္ကဆီကိုရုပ်သံတယ်လီဆာဗာကနေထုတ်ပြန်ပါတယ်။၎င်းပစ်ခတ်မှုကြောင့်သေဆုံးသူစုစုပေါင်းတိုးလာနိုင်ကြောင်းနဲ့ဒဏ်ရာရှိသူများမှာလည်း စိုးရင်ရတဲ့အချိန်တွေမှာရှိကြောင်းသတင်းများမှာဖော်ပြပါတယ်။ယခုချိန်ထိပစ်ခတ်သူများကိုဖမ်းဆီးရကြည့်ခြင်းမရှိသေးဘဲရဲတပ်ဖွဲ့နဲ့အမျိုးဆောင်တပ်အရာရှိများတိုက်ခိုက်သူများကိုရှာဖွေဆောင်ရွက်လျက်ရှိတယ်လို့စင်ဝါသတင်းဌာနကသိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဂျပန်နိုင်ငံမှာတုတ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်ပြီးကလေးသင်ငယ်များမှာအများဆုံးဖြစ်ပွားနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာတုတ်ကွေးရောဂါဖြစ်ပွားသူအရေအတွက်မှာယမန်နှစ်ထက်ပိုမိုမြင့်တက်လာတာကြောင့်တုတ်ကွေးရောဂါဖြစ်ပွားမှုအများဆုံး လေးတငယ်များဖြစ်ကြောင်း NHC သတင်းဌာနမှဖော်ပြချက်အရသိရပါတယ်။နိုဝင်ဘာလ23ရက်နေ့သတင်းတပတ်အတွင်းစစ်ဘက်ဆိုင်ရာအဖွဲ့အစည်း3000ခန်းကအစီရင်ခံစာမှဖော်ပြသောတုတ်ကွေးရောဂါအရေအတွက်မှာ39,6895ဦးရှိတယ်လို့ဂျပန်ကျန်းမာရေးဌာနကဆိုပါတယ်။၎င်းမှာ ရခိုင်သတင်းတပတ်တက်တသမ35ဆပူများလာတယ်လို့သိရပါတယ်။စစ်ဘက်ဆိုင်ရာဌာနတစ်ခုမှာပြန်များတုတ်ခွေးဖြစ်သူအရေအတွက်မှာ51တက်တသမ1ဦးရှိပြီး ၎င်းရေတွက်မှာယခုနှစ်တုတ်ကွေးရာသီအတွင်းပထမဆုံးအကြိမ်50ကိုကျော်လွန်လာခြင်းဖြစ်တယ်လို့နိုဝင်ဘာလ9ရက်သတင်းတပတ်အတွင်းတုတ်ကွေးဖြစ်ပွားသူ14183ဦး၏80ရာခိုင်နှုန်းကမှာအသက်20အောက်ကလေးသင်ငယ်များဖြစ်တယ်လို့သိရပါတယ်။ဆလတ်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့သမရာဟောင်းဂျိုးဘိုင်ဒန်လက်ထက်ခွင့်ပြုခဲ့သောနိုင်ငံရေးခွလုံငွေရရှိသူအားလုံးကိုပြန်လည်သုံးသပ်ရန်အမေရိကန်သမ္မတပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မရိကန်သမ္မတဒေါ်နယ်ထရန့်ဟာတမန်အောင်ဂျိုးဘိုက်တန်လက်ထက်ကခွင့်ပြုထားသော နိုင်ငံရေးခွန်လုံခွင့်ပေးထားတဲ့အမှုကိစ္စများအပြင်နိုင်ငံပေါင်း16နိုင်ငံမှနိုင်ငံသားများကို green card ထုတ်ပေးခဲ့မှုကိုပြန်လည်သုံးသပ်ရန်အမိန့်ပေးလိုက်ကြောင်းအမေရိကန်သမ္မတအမိမေလုံခြုံရေးဝန်ကြီးဌာနကပြောပါတယ်ပြီးခဲ့သော2021ခုနှစ်အမေရိကန်နိုင်ငံကိုဝင်ရောက်လာသောအာဖဂန်နစ္စတန်နိုင်ငံသားရွှေပြောင်းသွားလာသူတို့ဟာပြီးခဲ့တဲ့ရက်ပိုင်းမှာ National Guard အဖွဲ့ဝင်နှုတ်ဦးကိုပြစ်ခတ်ခဲ့ပြီးနော်အမေရိကန်သမ္မတက ရင်းခဲ့သို့အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။အမိန့်ပေးလုံခြုံရေးဌာနကအမေရိကန်ဆိုရဟာသမ္မတအောင်ဂျိုးဘိုင်ဒန်လက်ထက်မှာခွင့်ပြုထားတဲ့နိုင်ငံရေးခုလုံခွင့်ပြုသူအားလုံးကိုပြန်လည်အုံသက်ရန်လုပ်ကိုင်နေကြောင်းပြောပါတယ်။ထို့ပြင်ဒေါ်နယ်ထရန့်ကအမေရိကန်နိုင်ငံတွင်ရောက်ရှိနေထိုင်တဲ့ပြည်ပနိုင်ငံသားများကို green card ထုတ်ပေးထားခြင်းကိုအပြည့်အဝတင်းကျပ်စွာပြန်လည်စစ်ဆေးဖို့လိုတယ်လို့ညွှန်ကြားခဲ့ကြောင်းလည်းသိရပါတယ်။အမေရိကန်သမ္မတဟာပြီးခဲ့တဲ့ဇွန်လအတွင်းမြန်မာပါဝင်နိုင်ငံပေါင်း19နိုင်ငံကိုအမေရိကန်နိုင်ငံတွင် ဝေရောက်ခင့်ပိတ်ကွင်ခဲ့ကြောင်းလည်းသိရပါဗယ်ဆလန်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ကယ်လီဖိုးနီးယားစေကျော်သက်တူမိမိကိုမိမိတတ်သိမှုတဲ့ ChatGPT မှာတာဝန်ရှိကြောင်းစွပ်စွဲချက်များကို Open AI ကညှင်းဆိုတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရှိအသက်16နှစ်အရွယ်အထက်တန်းကျောင်းသားတူဟာမိမိကိုမိမိတတ်သိမှုတဲ့ ChatGPT မှာအပြစ်တင်ခံရသောစွပ်စွဲချက်များကို Open AI ကပယ်ချခဲ့ကြောင်းဖော်ပြပါတယ်အဆိုပါစေကျော်သက်ရဲ့မိဘများဟာ ChatGPT ဟာ၎င်းတို့တာအားအသက်ကိုအများဆုံးအဆုံးသတ်ရန်အဆင့်ဆင့်လမ်းညွှန်အစာကိုပေးခဲ့ပြီးမိမိကိုမိမိတတ်သိမှုမှတ်တမ်းပထမမူကြမ်းကိုရေးသားရန်ကမ်းလှမ်းခဲ့တယ်ဆိုတာ OpenAI နဲ့၎င်းရဲ့ CEO Sam Altman ကိုအော်ဟလာမှာတရားစွဲဆိုခဲ့ပါတယ်။နိုဝင်ဘာလ25ရက်နေ့ကတရားရုံးတင်သွင်းခဲ့တော့အမှုမှာ ChatGPT မှာထိုစေကျော်တအားမိမိကိုမိမိတတ်သိရန်သင်ကြားပေးခဲ့တယ်ဆွဆွဲသည့်တရားစွဲဆိုမှုကိုရန်ယူတုကုမ္ပဏီကခုခံကာကွယ်ခဲ့တယ်လို့သိရပါတယ်။ ရွန်ဘတ်တရားရုံးမှာတင်သွင်းထားတဲ့စာရန်မှာ Open AI ဟာသူကျောင်းသားရဲ့တည်ဆုံးမှုကိုကြေကွဲပေးရာဖြစ်ရခုခေါ်ဆိုခဲ့တော်လဲ၎င်းရဲ့ chat history ကိုအပြည့်စုံဖတ်ရှိခြင်းကသူရဲ့တည်ဆုံးမှုဟာထိတ်လန့်စရာကောင်းတော်လဲ chat GPT ကြောင့်မဟုတ်ကြောင်းပြောပါတယ် Open AI ကလည်း chat GPT ဟာစေချောက်တတ်အားအချက်တဲရင်းမြစ်များနဲ့ယုံကြည်စိတ်ချသောပုဂ္ဂိုလ်များထံမှအကူအညီတောင်းရန်အကြိမ်တရာကျော်ညွှန်ကြားခဲ့ကြောင်းပြောကြားခဲ့ပါတယ် အခြားပူဆေးသောကရောက်နေသောမိသားစုများဟာအမေရိကန်ပြည်တော်စုမှအလားတူတရားစွဲဆိုမှုများတင်သွင်းခဲ့ကြပြီး AI ချက်ပေါ်များနဲ့အပြန်အလှန်ဆက်သွယ်မှုဟာ၎င်းတို့ကလေးများမိမိကိုယ်မိမိတက်တည်မှုဖြစ်စေနိုင်သည်ဟုညွှန်ကြားခဲ့ကြကြောင်းဖော်ပြထားပါသည်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ ASPAC ကကမ္ဘာလုံးဆိုင်ရာဆော့ဝဲအဆင့်မြင့်တင်အောင်ညွှန်ကြားထားပြီးနော်ဖိလစ်ပိုင်နိုင်ငံမှာလေယာဉ်ခီးစဉ်82ခုကိုပယ်ဖျက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဥရောပလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Airbus က A320 လေနေဟာဆော့ဝဲချက်ချင်းအဆင့်မြင့်တန်လိုအပ်တဲ့အတွက်ကမ္ဘာလုံးဆိုင်ရာလူပညာကြံပေးချက်များထုတ်ပြန်ပြီးနော်နိုဝင်ဘာလ29ရက်နေ့မှာဖလပိုင်လေကြောင်းကလေယာဉ်ခင်းစဉ်28ခုတက်မနည်းကိုပယ်ဖျက်ခဲ့ကြောင်းယာယီသိမ်းယူပို့ဆောင်ရေးဝန်ကြီး Giovanni Losbach ကပြောကြားပါတယ်ဖလပိုင်နိုင်ငံဟာ Airbus ရဲ့သတိပေးမှုကိုလက်ခံရရှိပြီးနော်ဒေသစံတော်ချိန်နနက်တနိုင်ခန့်ကတက်ရောက်မှုရှိတဲ့ဖလပိုင်လေကြောင်း၃ခုမှာလေယာဉ်လက်ပတ်မှုများကိုချက်ချင်းရပ်တန့်ခဲ့ကြောင်း လော့ကတ်ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်အဆိုပါဖြစ်စဉ်ကြောင့်ဖိလစ်ပိုင်နိုင်ငံ၌နိုင်ငံတကာခီးစဉ်6ခုနဲ့ပြည်တွင်းခီးစဉ်5ခုနှောင့်နှေးမှုဖြစ်ပေါ်ခဲ့ရပြီးနိုဝင်ဘာလ29ရက်နေ့မိုးလဲပိုင်းအထိလေယာဉ်63စင်းကိုထိခိုက်မှုရှိကြောင်းဖိလစ်ပိုင်မြို့မြို့ပြလေးချောင်းအာနာပိုင်အဖွဲ့ CAAP ကပြောကြားပါတယ်လေယာဉ်များပြားဟာနိုဝင်ဘာလ29ရက်နေ့မိုးလဲချိန်အထိအဆင့်မြင့်တင်မှုများပြီးစီးသည့်ဖြစ်ပြီးလေယာဉ်အလုံးမှာနိုဝင်ဘာလ30ရက်နေ့မှာအဆင့်မြင့်တင်မှုအလုံးပြီးဆုံးရန် အနာပိုင်များကခံမှန်းနေလို့၎င်းကဆက်လက်ပြောကြပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့သီရိလင်္ကာမှာရေဗီးကြောင့်ရေပေါ်ကျဉ်းချက်ထုတ်ပြန်နေဆိုတဲ့သတင်းဖြစ်ပါတယ်။ရေကြီးမှုနဲ့မြေပြုတ်မှုများကြောင့်တည်ဆုံးသူ153ရှိလာပြီးပျောက်ဆုံးသူ192ရှိလာတယ်လို့သီရိလင်္ကာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲစင်တာ DMC ကထုတ်ပြန်ပါတယ်။ပြည်ထောင်တဲ့ရာသီဥတုဖြစ်စဉ်ကြောင့်နေအိမ်2000ကျော်ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း3800ခန့်ဟာအစိုးရစီစဉ်ပေးတဲ့ကယ်ဆယ်ရေးစခန်းမှာပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်လို့ DMC ကဆိုပါတယ်။ရေးပြီးတော့ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရပြီးနောက်ထပ်လူဦးရေ8900ခန့်ဟာကုညီလွဲနေကြောင်း DMC ရဲ့ပြောရေးဆိုခွင့်ရှိသူပရာဒီကိုဒီဗီလီကပြောပြခဲ့ပါတယ်။သမ္မတအနုရာကူမာရာတစ်ဆာနာယာကီကရေးပေါ်အာဏာကိုပြဋ္ဌာန်းခဲ့ပြီးကျွန်းတော်ဝယ်ပတ်လည်မှာမိုးတိထန်စွာရာသမှုကြောင့်ဖြစ်ပေါ်လာသောပျက်စီးဆုံးရှုံးမှုရဲ့ နောက်ဆက်တွဲချိုးချိုးများကိုစီမံခန့်ခွဲရန်ကြေပြန်သောအခွင့်အာဏာများပေးအပ်ခဲ့ပါသည်။သေဆုံးသူများဟာနိုဝင်ဘာလ29ရက်နေ့မွန်လယ်ပိုင်းမှာကူရူနီလာခရိုင်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သောတက်ကြီးရွယ်ကိုစောင့်ရှောက်ရေးခရတခုမှနေထိုင်သူ12ဦးလည်းပါဝင်ကြောင်းရဲတပ်ဖွဲ့ကပြောပါသည်။ကတဲ့လုပ်ငန်းများမှာကုညီရန်အတွက်ကြီးတဲ့ရေတပ်နဲ့လေတပ်မှတပ်ဖွဲ့ဝင်များကိုအရက်သားလုပ်သားများနဲ့စေတနာဝန်ထမ်းများနဲ့အတူစေလွတ်ထားကြောင်းလည်းသိရပါသည်။ဒီနေ့ပြပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတဝန်းမှာရှိတဲ့ ပြောကြတဲ့သတင်းတွေကိုရွေးချယ်ကောင်းလို့တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာရှင်းလန်းကြပါစေခင်ဗျာ